နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれဧပြီလ28ရက်ဂျာဂပဒေနေ့ ရှင်ယောင်ခရဝင်ခန်းကြီးတစနစ်အငယ်20မှ29ကိုကိုွယ်ခြင်းအမှုနှင့်ထိုပွဲသို့ရောက်လာသောသူတို့တွင်ဟေလသလူအချို့ပါ၏ထိုသူတို့သည်ဂါလိလဲပြည်ဗဇေဒမြို့သားဖြစ်သောဖိလိပုထံသို့သွား၍အကျွန်ုပ်တို့သည်ယေရှုကိုမြင်ကျင်ပါသည်ခမည်းဟု တောင်းပန်ကြ၏ဖိလိပုသည်သွား၍အန်ဒရေကိုကြားပြောပြီးမှ ထိုသူနှစ်ယောက်တို့သည်ယေရှုကိုရှောက်၏ ယေရှုကလည်းလူသားသည်ဘုံပွင့်ရသောအချိန်ရောက်လာပြီ။ငါမှန်ကန်ဆိုသည်ကညီ၌ကြသောစပားစီသည်မပြက်လျင်တခုတည်းနေ၏။ပြက်လျင်မူကားများစွာသောအသီးကိုတီးတတ်၏။မိမိအသက်ကိုနှမျောသောသူသည်အသက်ဆုံးလိမ့်မည်။ဤလောက၌မိမိအသက်ကို မုံသောသူမူကားသာရအသက်ကိုစောင့်ရှောက်လျက်နေ၏။ငါ၏အမှုကို ဆောင်ရွက်တော်သူ ဖြစ်လျင် ငါနောက်သို့လိုက်ရမည်ငါဤအမှုဆောင်သည်လေငါရှိရာအရ၌ရှိရမည်လိမ့်မည်ငါဤအမှုကိုဆောင်ရွက်တော်သူဖြစ်လျင် ထိုသူကိုခမည်းတော်သည်ချီးမြှောက်တော်မူလက်တံငါသည်ယခုစိတ်နှလုံးပူပန်ခြင်းရှိ၏အဘယ်သို့လျှောက်ရမည်နီ ထိုအချိန်မှအကျွန်ုပ်ကိုကယ်တင်တော်မူပါအဖာဟုလျှောက်ရမည်လော အကြောင်းရှိ၍သာထိုအချိန်သို့ရောက်လာပြီ။ အမှန်ကန်ဆိုသည်ကားမြေ၌ကြသောစပားစေသည် မပြက်လျင် တခုတည်းနေ၏ပြက်လျင်မူကားများစွာသောအသီးကို သီးတတ်၏ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး12အခန်းငယ်24ခရစ်တော်၌အသက်ရှင်ခြင်းနှင့်သေခြင်းကိုမြေရေးတနတ်တက်ဖွဲ့နှင့်ရင်ဆိုင်ရသည့်ဖရိုဒိုဒေါစတိုယက်စကီးသည် သူ့ဘဝ၏နောက်ဆုံးအချိန်ကိုတိတ်တဆိတ်ရေတွက်ခဲ့သည်ဒေါစတိုယက်စကီသည် သခင်ယေရှုကိုယုံကြည်သူတဦးဖြစ်ပြီးစာပေအမျိုးအစားအလုံးတွင် အကောင်းဆုံးစာရေးဆရာများအနက်တဦးအဖြစ်သတ်မှတ်ခံခဲ့ရသည် သူ၏အထင်ကရဝတ္ထု The Brothers Karamazov Karamazov ညီအကိုများတွင်ဖျားသခင်ဘဝအသက်တာနှင့် သေခြင်းအကြောင်းကိုလေ့လာဖော်ထုတ်ထားသည်ဒေါ်စတိုယက်စကီသည်ခရစ်တော်အကြောင်းကို တက်ကြွစွာပြောဆိုခဲ့သည် ရိုင်ဖယ်တနတ်များမြောက်သွားခဲ့ပြီးအသင့်ပြင် chain တခင်ယေရှုသည်အချိန်ရောက်ပြီဟုဆိုလျက်သူ၏အသေးခံခြင်းကို အရေးအမွေပြောကြားကထာဝရအသက်ဤတန်ဖိုးနှင့် သေခြင်းအကြောင်းကိုသူ၏တပည့်တော်များနှင့်ကျွန်ုပ်တို့အားမိန့်ကြားခဲ့သည် ထိုပုံဆောင်ချက်မှာမိမိစွန့်လွတ်အနစ်နာခံခြင်းဖြင့်ကြီးမားသောအကျိုးဆက်ကို ဖြစ်ထွန်းစေသော မျိုးစေ့ဥပမာကျွန်ုပ်တို့အသက်တာ ဖြစ်သည် သခင်ယေရှုသည်ကျွန်ုပ်တို့အားဤလောက အသက်ကို အလွန်မချစ်ရန်မိန့်မှာထားသည်အကြောင်းမှာဤအသက်ကိုစည်သေးရန်ဆန္ဒရှိသူများသည်ထာဝရအသက်ကိုရှာတွေ့မိသူများဖြစ်သည်ဖရိုဒိုသည် တည်ခြင်းနှင့်ရင်ဆိုင်ခဲ့ရသည်သို့သောနောက်ဆုံးအချိန်တွင်ဇာဘယင်ထံမှတည်တံပေဖြတ်သည့်စာရောက်လာသည်ဒေါစတိုယက်စကီအသက်အန္တရာယ်မှလွတ်မြောက်ခဲ့တော်လေဤအတွေ့အကြုံသည်နောက်ပိုင်းသူရေးသားသည့်စာများအလုံးအပေါ်ဆက်ရောက်လှုံ့ဆော်မှုရှိခဲ့သည်စင်စက်ခရမာဇော့ဖ်ညီကိုများစာအုပ်၏အ내ဖွင့်ရှင်းလင်းချက်မှာ အောက်ပါကြမ်းကျက်ဖြစ်သည်ငါအမှန်ကန်ဆိုသည်ကားမြေ၌ကျသောစဘာစိတ်သည်မပြက်လျင်တခုတည်းနေ၏ပြက်လျင်မူကားများစွာသောအသီးကိုတီးတတ်၏ သင်ယုံကြည်ခြင်းကအသက်ရှင်ခြင်းနှင့်တည်ခြင်းဆိုင်ရာသင်အတွေးအမြင်အပေါ်မြည်သို့သက်ရောက်မှုရှိသည်နီအနာဂတ်အတွက်သင်ဤဝမ်းမြောက်မှုကအဘယ်နီအဖဖျားသခင်တပြည့်တော်ဖြစ်ခြင်းဤစိန်ခေါ်မှုကိုလက်ခံပြီးတည်ခြင်းမှတဆင့်အသက်ဤအတိတ်ဘယ်ကို နားလည်ရန်ဂျေဇုပြုပြီးကျွန်ုပ်အား ကူညီမဆတော်မူပါသခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်အာမင်နေစဉ်ခွန်အားကိုကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။